နှစ်ပတ်တာအတွင်း73စီစိန်နှုန်းများတလီတာ150ကျပ်ဝင်းကျင်အထိကြာဆင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 73စီရင်ညုံစေးနှုံထွေကားတော့ရန်ကုန်စေးကွာထဲမှာမျိုးအစားအားလုံးစေးဆက်လက်ကြဆင်းနေပြီးနှစ်ပတ်သာအတွင်းတလီတာကို150ကျပ်ဝင်းကျန်အထိကြဆင်းလာထဲလို့73စီတင်သွင်းတူလောင်ဖြန့်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရပါထေပြီးခဲ့တဲ့အပတ်က92နဲ့95ဓာတ်စီစေးနှုံတလီတာကို85ကျပ်အထိကြဆင်းခဲ့တယ်လို့အခုတစ်ပတ်မှလည်း90ကနေ85ကျပ်အထိဆက်လက်ကြဆင်းလာပါထေဒီစ ဲဈေးနှုန်းကထော်၃ဘတ်ဆက်တိုက်ချဆင်းနေတာဖြစ်ပြီးပြီးခဲ့တဲ့နှစ်ဘတ်ကတလီတာကို85ချက်ကနေ65ချက်အတွင်းချဆင်းခဲ့သလိုအခုတစ်ပတ်မှလည်းတလီတာကို35ချက်ကနေ45ချက်အထိထပ်မံချဆင်းခဲ့ပါသေးတယ်ကဘာရှိနေစိမ့်စိမ့်နှုံတွေကတော့ဒီကနေ့မှတစီကို69ဒရမ18ဒေါ်လာအထိရှိနေပြီးတပတ်တာအတွင်းဒေါ်လာဝင်းကျင်အထိဈေးပြန်လဲမြင့်တက်လာသေးလို့သိရပါသေး။ ပြည်တွင်းနိုင်ငံအကြောင်းငွေလဲနှုန်းအနေနဲ့ဒီကနေ့မှာ American Dollar ကို2400ကျပ်အထိရှိနေပြီးနှစ်ပတ်သာအတွင်း Dollar ကို90ကျပ်အထိဆက်လက်ကျဆင်းနေပါသေး။ 73စီရက်ထိကတင်သွင်းနေတဲ့စင်ကာပူနိုင်ငံရဲ့ဈေးနှုန်းထွေကားထော92တဘာရယ်ကို98ဒရမ6ဒေါ်လာ95တဘာရယ်ကို80ဒရမ35ဒေါ်လာ10 ppm တဘာရယ်ကို84ဒရမ63ဒေါ်လာအထိဈေးနှုန်းအသီးသီးရှိနေပြီးဈေးနှုန်းတွေအနေငယ်ကျဆင်းနေပါသည် မြန်မာနိုင်ငံသောဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာထွေစက်တိုက်ရောင်းချပေးနေတယ်လို့အခုရပ်ပိုင်းအတွင်73စီအထိကတင်သွင်းနေတဲ့စင်ကာပူဈေးနှုန်းထွေလည်းကျဆင်းနေတာကြောင့်ပြည်တွင်းဈေးထွေပါ လိုက်ပါကျဆင်းလာတယ်လို့73စီဈေးကွက်ကျွမ်းကျင်သူကဆိုပါတယ်။ 73စီဈေးကွက်ထဲမှာထော့ဆက်ရောက်အလုံးရှုံးထွေးရသူကလျက်စစ်လိုအပ်ချက်ရှိနေသေးသောအခုတပတ်အတွင်းသပောင်းပွဲတော်ပရက်ရှိကာလဖြစ်တာကြောင့်ခရီးသွားလာသူများပြားနေပြီးအယောင်းဝယ်ဆက်လက်ကောင်းနေတယ်လို့လမ်းမဲ့လာအတွင်းမှာလဲတကြံပွဲတော်ကာလကြောင့်ဆက်လက်ကောင်းနိုင်တယ်လို့ဆိုပါတယ် ပြည်တွင်း73စီတွေရဲ့အခုတပတ်ရည်ညုံဈေးတွေကတော့92တလီတာကို3080ကျပ်95တလီတာကို3335ကျပ်ဒီဇယ်စီတလီတာကို2655ကျပ်ပရီမီယံဒီဇယ်စီတလီတာကို3285ကျပ်အထိဈေးနှုန်းအသေးသေးရှိနေတယ်လို့သိရပါတယ်ရှင်။